မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို၃ချိန်တိုက်ခတ်ခဲ့ရာစစ်သား73ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ12ရက်နေ့ကစပြီးတော့လောင်းလုံးမြို့နယ်မြင်းမော်ကျေးရွာဖုန်ကြီးကျောင်းအတွင်းတပ်ဆွဲရန်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုအော်တိုဘားလ73ရက်နေ့ရင်းမုတ်ကျေးရွာအနီးမှာတစ်ချိန်အော်တိုဘားလ74ရက်နေ့ဂေါ်အင်းကျေးရွာအနီးမှာတစ်ချိန်အော်တိုဘားလ76ရက်နေ့ အောက်ရေပြူကြီးပါအနီးမှာတစ်ကြိမ်တိုက်ခိုက်ခဲ့ရာနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲ၃ကြိမ်အတွင်းမှာ အကြမ်းတ်စစ်သား73ဦးထက်မနည်းတိတ်ဆုံးကအရာရှိတအုပ်အပါဝင်အကြမ်းတ်စစ်သား10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီအကြမ်းတ်စစ်တပ်စစ်ကြောင်းကိုတပတ်လုံးလုံး drone နဲ့ပုံကျဲတိုက်ခိုက်မှုတွေလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းတ်စစ်တပ်ကလောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အချိန်စစ်ကောင်စီတပ်သားများကအော်တိုဘားလ16ရက်နေ့မှာအောက်ရည်ပြူကျေးရွာသားကိုမင်းကိုကိုနဲ့အမည်မသိတဲ့လူငယ်တအုပ်ကိုလယ်လီတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် ဂရက်ငယ်ထင်ရွာသားအသက်30အရွယ်ကိုမင်းအောင်ခေါ်ကိုကန်းကန်းကိုလည်းပြစ်တက်ခဲ့ပြီးတော့ဂရက်ငယ်ခင်ရွာကအသက်83နှစ်အရွယ်ဒေါ်ခင်မြင့်ခေါ်ဒေါ်မငယ်ဟာလည်းအကြမ်းဖက်စစ်ကောင်စီတွေပြစ်ခတ်လိုက်တဲ့ကြီးစံထိမှန်ပြီးတော့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။လောင်းလုံးမြို့နယ်ထဲမှာတိုက်ပွဲတွေကပုံမှန်ထက်ဆိုင်ရင်ပိုပြီးတော့များလာတာပေါ့။တိုက်ပွဲတွေကလည်းအကြိမ်ကြီးတွေပုံပြီးတော့များလာတယ်။အဲဒါကြောင့်ပြည်သူတွေအနေနဲ့ပေါ့ပေါ့တန်းတန်းမနေဘဲနဲ့စစ်ရေးသတိအမျက်ရှိဖို့လိုတယ်ပေါ့။အခုတိုက်ပွဲတွေဖြစ်တဲ့အခါမှာကျွန်တော်တို့ကပြည်သူတွေကိုရှောင်ခိုင်းတဲ့အခါမှာသူတို့ကရှောင်ကြတယ်။ ရှောင်ပြီးရင်ကျွန်တော်တို့ကပြန်လာလို့ရပြီလို့မပြောခင်မှာပဲသူတို့ကရွာကိုပြန်လာပြီးတော့နေကြတာတွေရှိတယ်အဲ့ဒါတွေကြောင့်စစ်ကြောင်းဝင်လာတဲ့အခါမှာပြည်သူတွေနဲ့ထိတ်တိုက်တွေ့တာတွေကြုံရတယ်အဲ့ဒီလိုမျိုးတွေမဖြစ်ရအောင်လို့နောက်ထပ်ဂရုစိုက်ပြီးနေကြဖို့ပေါ့ပြီးရင်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေပြောတာကိုလိုက်နာဖို့အဲ့ဒါလေးကိုပြည်သူတွေကိုမြစ်တာရက်ခံကြမှာလေအခုစစ်ခွေးတွေကတရားချောင်းဘက်ကိုစစ်ကြောင်းထုံးနေတယ်လောင်းလုံးမျိုးနယ်ထဲမှာတော့မရှိတော့ဘူးပြည်သူ၃ဦးကိုစစ်တပ်ကပြစ်ခတ်လို့တေဆုံသွားတယ်ကျန်တဲ့၂ဦးကိုတော့ဖမ်းဆီးတပ်ဖြတ်ခံရတာပေါ့စုစုပေါင်းပြည်သူ၅ဦးပေါ့စစ်ခွေးစစ်ကြောင်းကတတ်သွားတာ လောင်းလုံးမြို့နယ်ထဲမှာတိုက်ပွဲတွေပုံမှုများပြားလာဖို့ပဲရှိတော့ပြည်သူတွေအနေနဲ့တော်လိုင်းတပ်ဖွဲ့တွေထုတ်ပြန်ချက်တွေကိုလိုက်နာပေးဖို့မြစ်တာရက်ခံလိုပါတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုးကပြောဆိုထားပါတယ်၎င်းတက်ခတ်မှုများကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖပြည်သူ့ကာကွယ်ရေးတပ်မတော်ဒဝဲခရိုင်အမှတ်1တိုင်ရင်ຫນွေဦးပြောက်ကြားတပ်ဖွဲ့ဒဝဲခရိုင်အမှတ်2တိုင်ရင်ပင်လယ်ကျဲတပ်ခွဲကျောင်းသားတော်လိုင်းတပ်ဖွဲ့နဲ့ဒဝဲခရိုင် drone စစ်စင်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းနက်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်သားများနဲ့ရဲများစီးနှင်းလိုက်ပါလာတဲ့စိုက်ကဲရင်တန်းကိုနှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအုပ်အပါအဝင်နှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ28ရက်နေ့မနက်9:05မိနစ်အချိန်မှာနက်တလင်းမြို့နယ်ဓမ္မငယ်ကျေးရွာကစစ်သားနဲ့ရဲအင်အား24ဦးဟာစိုက်ကဲ72စီးနဲ့၎င်းမကြီးပင်ကျေးရွာကစစ်သားနဲ့ရဲ10ဦးတို့ဟာစိုက်ကဲ9စီးနဲ့၎င်းအသီးသီးထွက်ခွာလာခဲ့ပြီးတော့မနက်9:15မိနစ်အချိန်မှာအိုးဘုံကုန်းရွာမှာတွေ့ဆုံပူးပေါင်းခဲ့ တယ်လို့သိရပါတယ်။အခုလိုမျိုးအိုးမကုန်းကြေးရွာမှာတွေ့ဆုံပြီးတဲ့နောက်စစ်သားနဲ့ရဲ၁၀ဦးဟာစိုက်ကဲ၅စီးနဲ့မကြီးပင်ကြေးရွာကိုပြန်လည်ထွက်ခွာခဲ့ရာမကြီးပင်ကြေးရွာအနီး ဖျားတောင်ကုန်းသားအယောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်အိုးဘုံကုန်းရွာထိပ်မှာကျန်ရစ်နေခဲ့တဲ့စစ်သားနဲ့ရဲများဟာစိုက်ကယ်ဆက်နက်စီးနဲ့ထပ်မံလိုက်လာခဲ့ရာပထမအကြိမ်မိုင်းဆွဲထားတဲ့နေရာအယောက်မှာကျန်ရှိနေတဲ့မိုင်းများနဲ့ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကင်းလဲတာတော့မဟုတ်ဘူး။ပစ္စည်းတစ်ခုခုကိုချိတ်ဆက်ယူတာလို့ပဲထင်တယ်။ဘာလို့လဲဆိုတော့ဓမ္မငယ်ကလာတဲ့စိုက်ကယ်ဆက်နက်စီးနဲ့မကြီးပင်ကထွက်လာတဲ့စိုက်ကယ်၅စီးကအိုးဘုံကုန်းမှာစုံကြတာဆိုတော့ဓမ္မငယ်မှာကရဲကင်းစခန်းရှိတယ်။မကြီးပင်မှာကစစ်တပ်ဂိတ်စခန်းရှိတယ်။ ွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းစွာစုခွာနိုင်ခဲ့ပါတယ်လို့နယ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix DF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။မိုင်းဆွဲတိုက်ခတ်မှုနှစ်ကြိမ်အတွင်းမှာစစ်ဗိုလ်တုံးနဲ့ရဲတအုပ်သိမ်းဆုံးပြီးတော့တအုပ်အပြင်းထန်ဒဏ်ရာရရှိကသိမ်းဆုံးဒဏ်ရာရစစ်သားနဲ့ရဲများကိုနယ်တလင်းမြို့ပေါ်ကရဲကားတစ်စီးလူနာတေကားနှစ်စီးနဲ့လာရောက်တဲဆောင်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုကာယာရီခေတ်တိုင်ရင်363ရက်တက်ခွဲနဲ့ Phoenix DF တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်သားရဲပြူစောထီးများနဲ့အကြမ်းဖက်စစ်ကောင်စီတောက်တိုင်များကိုအခွင့်အရေးရလျင်ရခြင်းတိုက်ခိုက်သွားမှာဖြစ်ကြောင်းပြောကြားထားပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့အကြမ်းဖက်ဗတ်တော်သားများနဲ့အနီးအနားကိုသွာလာနေထိုင်ခြင်းများမပြုလုပ်ကြရင်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပြည်ခရိုင်ရွှေတောင်မြို့နယ်မှာစစ်မှုထမ်းတပ်သားတွေဆက်ရဲလာရောက်ကောက်ယူတဲ့အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနဆက်ရဲအင်းမင်းနိုင်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ28ရက်နေ့မနက်8:00နာရီခွဲအချိန်မှာရွှေတောင်မြို့နယ်မမဲကြီးကျေးရွာမှာစစ်မှုထမ်းတပ်သားတွေဆက်ရဲလာရောက်ကောက်ယူနေတဲ့အချိန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဆက်ရဲအင်းမင်းနိုင်ကို PKI ပြည်သူ့ကာကွယ်ရေးတပ်မတော်363ရက် PPDF တပ်ရင်းတပ်ခွဲ၄က တနက်နဲ့ပြက်ခတ်ရာနထင်နဲ့ရင်ဘတ်ထိမှန်ပြီးတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တရုတ်မော်ကျေးရွာမှာနေထိုင်သူထွေအုပ်စရေးအေးမင်းနိုင်က PDF ကိုမကြောက်လို့တယောက်တည်းသွာလာနေတာကွလို့ကြွေးကြော်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။တေဆုံးသူထွေအုပ်စရေးအေးမင်းနိုင်ဟာအကြမ်းဖက်စစ်ကောင်စီအတွက်စစ်မှုထမ်းစုဆောင်ရမှာတပ်သားတဲ့လူအင်အားစုဆောင်ပေးခြင်းစစ်မှုမထမ်းဆောင်လူသူများထံကနေပြီးတော့ငွေကောက်ခံပြီးစစ်တပ်အတွက်ငွေရှာပေးခြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုနှိမ်နှင်းမယ်ဆိုပြီးတော့ ပြူစောတိအဖွဲကိုကိုတိုင်ဦးဆောင်ဖွဲ့စည်းထားသူလည်းဖြစ်တယ်လို့သိရပါတယ်စိတ်ကောင်းစီအတွက်အကျိုးဖြစ်စေမဲ့တောက်တိုင်တွေဖြစ်တဲ့မြေသူကိုမဆိုးပြက်ပြက်သားသားအေးယူမယ်ဆိုတာကိုသိစေချင်ပါတယ်လို့ပြည်ခေယံပြည်သူ့ကာကွယ်ရေးတပ်မတော်363တက် PPDF တပ်ရင်းကစစ်ထောက်လက်ရင်းနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်တေဆုံးသူထွေအုပ်စရိတ်အင်းမြင့်နိုင်ထံကနေပြီးတော့အကြမ်းဖက်ဆက်တိုက်ရဲ့ဘုံမှုဘုံကြီးများနဲ့ဆက်သွယ်ထားတဲ့လက်ကင်ဖုန်းတစ်လုံးငွေသား9000 ပြည်သူစစ်မှုထမ်းစုဆောင်ထားတဲ့စာရွက်စာတမ်းများနဲ့ပြူစောတိဖွဲ့စည်းရန်စာရွက်စာတမ်းများတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံနဲ့လားရှုံမျိုးတို့ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ29ရက်နေ့မနက်7:58မိနစ်အချိန်မှာလားရှုံမျိုးကိုလေရင်နဲ့ဘုံကျဲချသွားခဲ့ပြီးတော့နေရအတိအကျမသိရှိရသေးဘူးလို့သိရပါတယ်။အော်တိုဘားလ28ရက်နေ့ညနေ6:00ကနေည10:00ဝန်းကျင်အထိကိုနောင်ချုံမျိုးနဲ့ဟိုခူရွာကိုပေါင်900ဘုံ3လုံးအပါအဝင်ဘုံအများပြားကျဲချခဲ့တယ်လို့သိရပါတယ်။ဘုံကျဲချမှုကြောင့် လူထိခိုက်မှုများပြားပြီးတိုက်စုံမှုတွေလည်းများပြားခဲ့ကြောင်းဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ် စစ်ကောင်စီကအော်တိုဘားလ28ရက်နေ့ညနေ6:30မိနစ်အချိန်လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့စစ်စင်ရေးများအတွင်ဖမ်းဆီးရမိခဲ့တဲ့စစ်တုံးဗန်းများထားရှိရာအချုပ်ဆောင်ပေါ်ကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့စစ်တုံးဗန်း၈ဦးအပါအဝင်လူ၁၂ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူအယောက်60ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးအနေနဲ့စစ်စင်ရေးများအတွင်မှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးဗန်းများကိုတုံးဗန်းဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့တော်လဲအကြမ်းဖက်စစ်ကောင်စီက၎င်းတို့ရဲ့တပ်ဖွဲ့ဝင်ဟောင်းများကို ပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။လေရင်ဘုံထိမှန်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်တုံးမန်းများကိုလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကစေကူတမ်းမှုများကိုလှုပ်ဆောင်ပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်း6မြို့နယ်မှာ၄ရက်ကြာတိုက်ပွဲအတွင်းစစ်တပ်ကတေဆုံးသူများပြားခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ25ရက်နေ့မနက်10:00နာရီအချိန်ကမှ6မြို့နယ်ကုန်းကြီးထိန်ဆန်းလမ်းကနေအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုထိန်ဆန်းကြီးရွာတောင်ဘက်အရောက်တော်လဲပူပေါက်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားအများအပြားတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းအဆုံများတဲ့အတွက်နေ့လယ်12:25မိနစ်အချိန်မှလေကြောင်းပစ်ကူရယူကစစ်တပ်ကပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘားလ26ရက်နေ့မနက်ပိုင်းမှာစစ်တပ်က6မြို့နယ်ဂွေးပင်လေးဂွေးပင်ကြီးကြီးရွာဘတ်ချမ်းကနေပြန်လည်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ဂွေးပင်တရက်ပင်ကြီးရွာ လမ်းကြောင်းကပြန်လည်ဝင်ရောက်လာတဲ့အခြားစစ်ကြောင်းနဲ့ပူးပေါင်းပြီးတော့အဲ့ဒီနေ့ညနေ၄နာရီအချိန်ကကဂရိုင်းတောင်ရွာဘက်ကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့ည9နာရီအချိန်မှာပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘားလ28ရက်နေ့မနက်ပိုင်းမှာ6မြို့နယ်နရွဲတော်ကျေးရွာရဲ့အရှိတ်ဘက်နဲ့တောင်ဘက်တို့ကစစ်ကြောင်းများခွဲကနရွဲတော်ကျေးရွာအတွင်းကိုဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်10နာရီအချိန်ကစတင်ပြီးတော့မီးရှို့ခဲ့ရာနေအိမ်33လုံးမီးလောင်ပျက်ကျခဲ့ရတယ်လို့သိရပါတယ်။အခုလိုမျိုးမီးရှို့နေတဲ့အချိန် တော်လိုက်ရေးတပ်ဖွဲ့ဝင်များကရွာရဲ့အနောက်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများထိခိုက်မှုများပြားပြီးတော့မနက်7:30မိနစ်အချိန်မှာနရွဲတော်ရွာရဲ့တောင်ဘက်ခြမ်းကစစ်တပ်ကပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျာ။ အဲ့ဒီနောက်မှာတော့အဲ့ဒီနေ့မွန်လွဲတန်တားရီပတ်ဝန်းကျင်ခန့်မှာစစ်တပ်ကချောင်းမြို့နယ်ရွာမကြီးရွာဘက်ကိုထပ်မံစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ရာမွန်လွဲတန်တားရီဝန်းကျင်အချိန်မှာရွာမကြီးရွာအနီးအယောင်တော်လိုင်းတပ်ဖွဲ့ဝင်များကိုထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားအများပြားတိုက်ဆုံခဲ့ပြီးတော့ညနေ9:30မိနစ်အချိန်မှာလေကြောင်းပစ်ခုရောက်ရှိလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတအပါဝင်တော်လိုက်တပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။ခွေးတွေထိခိုက်မှုများတယ်လို့သိရတယ်။အတိအကျတော့မသိရသေးဘူး။ကျွန်တော်တို့ဘက်ကအလာဝကပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်ပေတအပါဝင်၃ဦးကြာဆုံးသွားတာပါ။ဖမ်းခါလိုက်ရတာမဟုတ်ပါဘူးလို့6 Revolution Army ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။အခုလိုမျိုးစုခွာပေးလိုက်ရမှုကြောင့်အကြမ်းဖက်စစ်သားများကရွာမကြီးရွာအတွင်းကိုဝင်ရောက်ခဲ့ပြီး ဖုန်ကြီးကြောင်အတွင်စစ်ပေးဆောင်နေတဲ့ပြည်သူနှအုပ်ကိုအကြမ်းဖက်စစ်သားများကတပ်ဖြတ်ကောင်းနေအိမ်အလုံး20ကိုမိရှုဖြတ်စည်းသွားတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရွာမှာဖုန်ကြီးကြောင်လည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မနေ့ကအော်တိုဘားလ28ရက်နေ့မနေ့ပိုင်းမှာလည်းအကြမ်းဖက်စစ်တပ်ကရွာမှာခြေရွာတောင်ဘက်ကနေပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ခြေရွာပေါင်း22ရွာကပြည်သူ1000ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဲ့ဒီအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကို Chuck Revolution Army CRA နဲ့တရက်ခရိုင်တရင်ကညောဦးခရိုင်တရင်လေအလာဝကမြို့ပြပြောင်းကြတာဖွဲ့မကွေးခရိုင်တရင်တဲ့မကွေးခရိုင်တရင်နဲ့မကွေးခရိုင်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့6ပကဖနဲ့ပခုတ်ကူပကဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝန်မှရှိတဲ့အချင်းထောင်များမှာအချင်းသားအချင်းသူများရဲ့အချက်အလက်များကိုထောက်အားရပိုင်းများကမေးမြန်းမှုများပြုလုပ်တဲ့အရှိရာအချင်းသားများရဲ့ကိုယ်ရေးအချက်အလက်များကိုအသုံးချပြီးတော့မဲမတမာမှုများလှုံ့ဆော်မှုကိုနိုင်ငံရေးအချင်းသားများကစိုးရိမ်ပူပန်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီရဲ့အချင်းဦးစီးဌာနဝန်ထမ်းများကအချင်းသားများရဲ့အမည်အဖအမည်အသက်မှတ်ပုံတင်နံပါတ်နေရက်လိပ်စာနဲ့အိမ်တော်ရှိမရှိကိုအဓိကမေးမြန်းလျက်ရှိပြီးတော့အချင်းတော်တစ်ခုနဲ့တစ်ခုမှာမေးမြန်းတဲ့ပုံစံများမတူညီကြဘူးလို့သိရပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပရန်အတွက်သကောင်စင်းကောက်ယူမှုများကိုပြုလုပ်နေတဲ့အထက်ကြောင့်အချင်းတော်အတွင်းမှာရှိတဲ့အချင်းသားများဟာမဲပေးခွင့်မရှိတော့လဲမဲမတမာမှုများပြုလုပ်မှာကို၎င်း စီရေးအရာအတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းများဖြစ်ပေါ်လာမှာကို၎င်းအသီးသီးစိုးရိမ်နေကြတယ်လို့သိရပါဗျ။တကယ်တော့အချင်းတော်ကိုရောက်ပြီးဆိုကြတဲ့ကအချင်းတော်ကအချင်းသားတွေရဲ့အချက်လက်တွေကိုမှတ်တမ်းကောက်ယူတယ်။သူတို့စာအုပ်တွေတည်းရောကွန်ပျူတာတည်းရောနေပြည်တော်ရုံးချုပ်မှာရောသူတို့တင်စီထားပြီးသားပါ။အဲ့လိုရှိပြီးသား data တွေကိုလာကောက်တာဟာ အချင်းဆောင်တွေကနိုင်ချင်းတွေကိုစိုးရိမ်မှုတွေဖြစ်ပေါ်စေတဲ့စိတ်ကောင်းစီရဲ့နိုင်ငံရေးအကျိုးအမြတ်အတွက်တလွဲအတုံးချမှနဲ့လဲရင်ဆိုင်နေရတယ်ရွေးကောက်ပွဲကိုဥတည်နေတဲ့တကောင်စင်းဖြစ်ရင်တော့မှဒီအချင်းသားတွေအချုပ်သားတွေရဲ့အချက်လက်ကိုအတုံးပြုပြီးတော့သူတို့နိုင်ငံရေးအကျိုးအမြတ်အတွက်အတုံးပြုသွားနိုင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထိုးဦးကပြောကြားထားပါတယ်အခုလိုမျိုးမင်းမြန်မှုများကိုအချင်းဦးစီးဝန်ထမ်းများကမင်းမြန်ခဲ့ကြခြင်းဖြစ်ပြီးတော့အချင်းထောင်ရောက်ရှိတဲ့အချိန်ကစပြီးတော့ ထောက်အဝင်းမှာကိုရင်အချက်လက်32ချက်ကိုထောက်ကကောက်ယူထားပြီးဖြစ်တယ်လို့သိရပါဗျ။တချို့အချင်းထောင်များမှာအခုလိုမျိုးအချက်အလက်များကောက်ယူမှုမရှိသေးတော့လေ။မြန်မာတနိုင်ငံလုံးမှာရှိတဲ့အချင်းထောင်များမှာအချင်းသားများအားလုံးထံကနေပြီးတော့ကောက်ယူသွားမယ်လို့သိရှိထားရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ထံကသိရှိရကြောင်းတင်ပြရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ